မင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုလိုက်ပါရစေဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးအိုးဘိုထောင်တွင်ငလျင်တန်းကြောင့်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအပါအဝင်အကျဉ်းသား30ဦးသေဆုံးပြီးနောက်ဆက်တွဲအခြေအနေကိုစိုးရိမ်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးအိုးဘိုထောင်တွင်ငလျင်တန်းကြောင့်အဆောက်အအုံများပြိုကျပျက်စီးပြီးနိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအပါအဝင်အကျဉ်းသား30ဦးသေဆုံးကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNME ဥဆောင်ကော်မတီဝင် ကိုတိုက်ထွန်းဦးကပြောပါရယ်။မန္တလေးဥပိုလ်ထောင်တွင်ငလျင်တန်းကြောင့်နိုင်ငံရေးအကျဉ်းသားအကျဉ်းသူများအပါအဝင်30တဲ့မင်းနေတည်ဆုံခဲ့ရတဲ့အပြင်လက်ရှိနိုင်ငံရေးအကျဉ်းသားများကိုငလျင်ကြောင်ပြည့်စည်ယူရင်းနေတဲ့အကျဉ်းထောင်အဆောင်များအတွင်ဝင်ရောက်နေထိုင်ရန်အတင်းအကျပ်စီခိုင်းနေကြောင်းမလိုက်နာလျင် ထောင်ပြောင်းမည်ဟုသည်ချင်းချောက်မှုများလှုပ်ဆောင်နေကြောင်းသိရပါရယ်။လက်ရှိမှာအကျဉ်းထောင်များတွင်အကူအညီများလိုအပ်နေပြီး ကမ္ဘာကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူအခွင့်အရေးအဖွဲ့များအနေဖြင့်မြန်မာနိုင်ငံအကျဉ်းထောင်များတွေကနိုင်ငံရေးအကျဉ်းသားများအားအကြမ်းဖက်ဆီအုပ်စုရဲ့ရက်ဆက်စွာဖိနှိပ်အကြမ်းဖက်မှုအခြေအနေအားစဉ်ဆက်မပြတ်စောင့်ကြည့်ဖိအားပေးကြရန်လေအဖွဲ့များကစုပေါင်းတောင်းဆိုထားပါတယ်။စကိုင်းငလျင်ကြီးကြောင့်ထိခိုက်ဆုံးရှုံးမှုအများဆုံးအကျဉ်းထောင်မှာ ငလျင်နဲ့အများဆုံးထိခိုက်ခံရတဲ့မြို့များတွင်လည်းမန္တလေးမြို့အိုးဘုံထောင်ဖြစ်ပြီး အိုးဘုံထောင်တွင်ထောင်တွင် အချက်အလက်များအရာငလျင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူ280ကျော်ရှိပြီးနိုင်ငံရေးအကျဉ်းသား10ဦးထက်မနည်းသေဆုံးခဲ့ပြီးမြေပြင်တွင် အခုထက်ပိုမိုများပြားနိုင်တဲ့အခြေအနေများရှိကြောင်းသိရပါတယ်။လက်ရှိဒီနေ့ထုတ်ပြန်တဲ့အထိခိုက်အနည်းဆုံးကျွန်တော်တို့အတိပြုထားပြီးသားနိုင်ငံရေးအကျဉ်းသားအကျဉ်းသူအယောက်20ကျော်ပါဝင်စုစုပေါင်းအကျဉ်းသူအကျဉ်းသားအားလုံးပေါင်းလိုက်ရင်30ကျော်လောက်ငလျင်ကြောင့် အသက်တွေတည်ဆုံးခဲ့ကြရပြီဖြစ်ပါတယ်။ထပ်ပြီးမှတည်ဆုံးနိုင်ခြင်းများတဲ့လူတွေလည်းဆက်ပြီးရှိနေပါတယ်။လက်ရှိမှာအကျဉ်းထောင်တွင်ကတည်ဆုံးသူ အရေးအတွက်ကအတော်လေးကိုမှစိုးရိမ်ရတဲ့အရေးအတွက်တစ်ခုကိုဖြစ်လာတဲ့ဒါကိုပြည်သူတွေအားလုံးအနေနဲ့အာယုံဆိုင်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းအထူးအာယုံဆိုင်ပြီးရောထိရောက်တဲ့ကုညီဆောင်ရွက်မှုတွေလုပ်ပေးကြဖို့ ကျွန်တော်တို့အဓိကတိုက်တွန်းချင်ပါတယ်လို့ကိုတိုက်ထုံးဦးကပြောပါတယ်။အိုးဘုံထောင်တွင်ရှိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများဟာငလေးရင်ဘေးကိုစိုးရွားစွာထိခိုက်ခံစားခဲ့ကြရတော့လေလက်ရှိအချိန်အထိပြည်တွင်းပြည်ပနဲ့နိုင်ငံတကာအဖွဲ့အစည်းများထံကလူသားချင်းစာနာထောက်ထားမှုအကူအညီရရှိကြတဲ့အပြင်အကြမ်းမဲ့ဆီအုပ်စုရဲ့တည်င်းအမှောင်ချထားခံရတဲ့အခြေအနေတွေရှိနေကြောင်းသိရပါတယ်။ မလီယန်တန်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများကိုထောင်ပြောင်းရွှေ့မိဟုချင်းချောက်ဖိနှိပ်မှုများလည်းပြင်းပြင်းထန်ထန်ပြုလုပ်နေလျက်ရှိကြောင်းပြင်းထန်တဲ့ငလီယန်တန်ကြောင့်ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန် ထိခိုက်ခံစားရတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားများထောင်တွင်ဆေးကုသမှု လုံလုံလောက်လောက်မရရှိကြကြောင်းရင်းအပြင်အကျဉ်းတော်ဝန်ထမ်းများရဲ့ဖိနှိပ်ချင်းချောက်မှုများကိုပါ ခံရကြောင်းသိရှိရပါသည် ငလျင်တန်တင်ထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသူအကျဉ်းသားများကြုံတွေ့ခန်းစားနေရတဲ့အခြေအနေများနဲ့ပတ်သက်ပြီး PPNM, AAPP, KPPA, WOPP နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPVS ၊နှွေဦးတမန်နိုင်ကျင်းကူညီဆောင်ရှောင်ရေးအဖွဲ့ထောင်ဝင်စာပို့ကြမဲ့အဖွဲ့တို့ကစိုးရိမ်ရတဲ့အခြေအနေရှိကြောင်းယနေ့စုပေါင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးနေပြည်တော်အေလာလီစိတ်ကို တရားခေါ်မှာမှာ short တိုက်တုံးဖြင့်ပြစ်ခတ်မှုလင်းရင်တူလောင်ယုံနဲ့ထိန်းချုပ်ခန်းအဆောက်အုံတို့ထိခိုက်မိလောင်ပျက်စီးပြီးစစ်သား6ဦးဒဏ်ရာရတယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမဲ့စစ်ကောင်စီရုံဆိုင်ရာနေပြီးရောအေလာလေးစိတ်ကိုတရားခေါ်မှာမှာ short တိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလင်းရင်တူလောင်ယုံနဲ့ထိန်းချုပ်ခန်းအဆောက်အုံကိုထိခိုက်မိလောင်ပျက်စီးပြီးစစ်သား6ဦးဒဏ်ရာရကြောင်း BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်။ဧပြီလ18ရက်နေ့ ည8:35မိနစ်အချိန်အတန်းဘက်စစ်ကောင်စီရုံဆိုင်ရာနေပြည်တော်အေလာလီတဲ့စခန်းကိုနေမြေလုံးကျုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲများကြကတရခုံမမရှော့တိုက်တုံသုံးလုံးဖြင့်ပြစ်ခတ်တိုက်ခတ်ရာ နေပြည်တော်အေလာစစ်တပ်လေးစိတ်လေရင်တူလောင်ယုံအဆောက်အုံတစ်ခုထိခိုက်မိလောင်ခဲ့ကြောင်းသိရပါဗျ။ထို့အပြင်လေးစိတ်ဝင်ရှိ လုံးကျုံရေးအဖွဲ့များရဲ့ လုံခြုံရေးစောင့်ကြည့်ကင်မရာထိန်းချုပ်ခန်းရှိရာအဆောက်အုံလေးထိခိုက်ပျက်စီးခဲ့ပြီးတပ်သားနှစ်ဦးထဏ်ရာရရှိကြောင်းအလားတူလေရင်ပြေလမ်းထိပ်လုံခြုံရေးတပ်သားများရှိရာအဆောက်အုံလေးထိမှန်ပျက်စီးပြီးနေတဲ့အဆောင်ကင်းသာလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်တခြားတဲ့ရင်ရင့်မြက်တွေတဲကစုံစမ်းသိရှိရမှုအရာအခုတဲ့ပိုတဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ပုံမိုခိုင်မာတေချာစေဖို့အတွက်ရရှိထားတဲ့ထဲကနေ့ ဘုံတူညီတဲ့အချက်လက်တွေကိုသာထုတ်နှုတ်ပြီးထုတ်ပြန်လိုက်ပါတယ်လို့ BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အဆိုပါတိုက်ခိုက်မှုကို BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုဖြင့်ကျစ်တဲ့အဖွဲ့က BWM Mission 33အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်မတ်လ28ရက်နေ့မှာစတင်ခဲ့တဲ့ငလျင်ပေးကြောင်းစကိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသအချို့ရှိပြည်သူအများအပြားဒုက္ခပင်လဲဝေနေကြမှာပဲ စစ်ကောင်စီဟာမြမနိုင်ငံအနှံ့အပြားရှိပြည်သူများကိုလေကြောင်းကအဆက်မပြတ်ပုံကျဲတပ်ဖြတ်မှုအကြိမ်ပေါင်းရာချီရှိနေခဲ့ပြီဖြစ်ပြီးပြည်သူများလည်းယာနဲ့ချီတည်ဆုံနေခဲ့ရပြီဖြစ်ကြောင်းသိရပါတယ်။ထို့သောစစ်ယူကောင်စီကငလျင်တန်းကြောင့်ထိခိုက်မှု အချို့ရှိခဲ့တဲ့နေပြည်တော်အီလာလီစိတ်ကို အပြက်အစီးများချကပဲပြည်သူများကိုတပ်ဖြတ်ဖို့ရာဆက်လက်အသုံးပြုနေသေးတဲ့အတွက် BWM နဲ့မဟာမိတ်အဖွဲ့များကရန်သူလေတဲ့နိုင်ငံရေးနှစ်သက်ကူလက်ဆောင် BWM Mission 33ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ် KNU တမဟာခွန်နယ်မြေအတွင်းရှိစစ်ကောင်စီရဲ့ဖော်မာသူ စခန်းကိုတိမ့်ပိုက်ရရှိစစ်ကောင်စီတပ်ဖွဲ့များထွက်ပြေးသွားတဲ့တဲ့ရင်ကို တင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်မြောက်ရီမြို့နယ် KNU တပ်မဟာခွန်နယ်မြေအတွင်းရှိစစ်ကောင်စီရဲ့ဖော်မာသူ စစ်စခန်းကို KNL ဥဆောင်တဲ့တော်လန်ရေတံများကတိုက်ခိုက်ခဲ့ရာယမန်နေ့ညပိုင်းတွင်တိုက်ခိုက်သိမ့်ပိုက်ရရှိသွားပြီဖြစ်ကြောင်း KNL သတင်းရင်းမြစ်ကပြောပါရယ်။ဧပြီလ18ရက်နေ့မှာစတင်၍ရင်းစခန်းကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးယမန်နေ့ဧပြီလ19ရက်နေ့ညပိုင်းတွင်အပိသက်တိုက်ခိုက်သိမ့်ပိုက်ရရှိခြင်းဖြစ်ကြောင်းရင်းစခန်းဟာထိုင်းမြန်မာနယ်စပ်နဲ့ကပ်လျက်ရှိပြီးနယ်စပ်ဖြတ်တန်းသွားလာမှုများကိုစောင့်ကြည့်နေတဲ့စစ်တပ်စခန်းတစ်ခုလည်းဖြစ်ကြောင်းသိရှိရပါရယ်။ အဲ့ဒီစကားစာစခန်းကမြေပြင်စစ်ကိုလာလို့မရတဲ့နေရာပါစခန်းကိုတော့တိမ့်ပတ်ရရှိပါပြီစခန်းမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးသွားတယ်တေဆုံးထိခိုက်မှုနဲ့လက်နက်ခဲရန်ရရှိမှုလည်းမသိရသေးပါဘူးရှင်းလင်းရေးတွေမနေ့ကအထိလုံနေတော့မယ်လို့သိရပါတယ်လို့ KNL သတင်းရင်းမြစ်ကပြောဆိုပါတယ်ဧပြီလ18ရက်နေ့ထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်အပိုင်းမော်ဖားသူကြေရွာတွင် တက်ဆွဲထားတဲ့စစ်ကောင်စီ တပ်စခန်းကုန်ကို KNL မဟာမိတ်ဘူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်မှုကြောင့်ထိုင်းနိုင်ငံဘက်အချမ်းသူစစ်ဘေးရှောင်ပြည်သူ215ဦးထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါတယ်။ KNU တပ်မဟာခုံးနယ်မြေအတွင်းတိုက်ပွဲများကြောင်းထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားကြောင်းထိုင်းသတင်းဌာနများရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်။ကျမတို့ရဲ့ channel ကိုအားပေးနာဆင်မှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။